ရဲ့စစ်တပ်နဲ့စစ်အာဏာရှင်အစိုးရအဓိကအခြေစိုက်ရာနေပြည်တော်ကဆိုင်ကျန်ငယ်ချင်းများအလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲ share rate လုပ်ပေးသွားမှာကတော့အာဏာရှင်မင်းအောင်လှိုင်ရဲ့ နေအင်ဝဲတဲ့လုံချောင်ရထထထပေါင်းတဲ့မြန်အောင်လိုက်စီစဉ်ခံအင်ဂျိုများတဲ့ကဲဟုတ်ပြီမြန်မာနိုင်ငံမှာဘေးနေရာတွေမှာရှိလို့ဆိုတော့ကျွန်တော်တို့လည်းမသိပါဘူးเนาะဒါကတော့ဒီဗီဒီယိုဖိုင်လေးမှာတွေ့လို့နေပြီးတော့ကျွန်တော်ကတော့ပြန်လဲ sharing လုပ်ပေးတာပါတယ်ဟုတ်ပြီเนาะနောက်တော့ကြည့်ကြမယ်မြန်မာရဲ့စစ်တပ်နဲ့စစ်အာဏာရှင်အစိုးရအဓိကအခြေစိုက်ရာနေပြည်တော်ကစိုင်းအော်နေပြည်တော်ကစိုင်းမနေပြည်တော်เนาะဒါကတော့နေပြည်တော်အဝိုင်းကြီးဖြစ်မယ်เนาะကျွန်တော်လည်းတော့ကြည့်အောင်ပါနေပြည်တော်ရဲ့အရှိမြောက်စံတော်လောက်ကတောင်ချေရက်မှာကျွန် တို့တာမန်ပြည်သူတွေအနာကပ်ခွင့်မရတဲ့မြေကွက်အကျယ်ကြီးတွေရှိတယ်အော်ဒီလောက်တော့ရှိတာဘူးလေနော်ဒါကလုံးဝသေချာချာပဲကွာပြထားတာနော်ဒါကကျွန်တော်လည်းဘုံသူတ္တနဲ့လိပ်ပြီးနားထောင်ကြည့်တာကွာဒါကကျွန်တော်လည်းမသိပါဘူးနော်ပါလေဘာကြောင့်တာမန်ပြည်သူတွေအနာကတာမန်ပြည်သူတွေလုံးဝအနာကခွန်နေတဲ့အိရာမဟုတ်ဘူးနော်ကြည်မဟုတ်ဘူးအစိုးရမြေကွက်အကျယ်ကြီးတွေမှာစစ်ဘုတ်ကျောက်ကြီးတွေနေထိုင်ကြသလိုစေယုံကြီးကိုကျွန်တော်တို့ခက်လွယ်လွယ်ခေါ်ကြတယ်တက်မတော်ကာကွယ်ရေးအော်တက်မတော်စစ်ဦးစီးကျောက်ကြီးတွေရှိနေတာကြောင့်ပါအော်အဲ့ဒီထဲမှာဘို့လေနေတဲ့ ဟုတ်အိမ်ပေါ့ဆူမာလီယာမှာမေောင်နိုင်ငံမိသားစုနေထိုင်ကြအော်သူတို့ကဒီဘက်ဒေါင်းလာလေးမှနေတာဒါမိသားစုပေါ်တော့ပြင်းတင်းခါဒီမှာတော့ပြုံရှုံတာတော့အင်းအင်းဘာလို့လဲတီးရပါတယ်တီနီယာရဲ့ပုံဝင်ချင်းအနေထားကိုကြည့်လိုက်မယ်ဆိုရင်နောက်ဘက်မှာရေစင်းဆယ်ရှိအော်မိုင်းရေကန်တူအရှိတ်ဘက်မှာဆိုရင်တော့တစ်ပင်တွေပင်တွေနဲ့အုတ်ဆိုင်နေတဲ့တောတွေတောင်တန်းကြီးတွေရှိနေပါတယ်အော်သူတို့နေတာဒီဘက်တောင်လေးပါနော်ဒီပါနော် ဝတောင်းတာလဲပါဘဝတရားကြီးကိုအတုံးချပြီးအကောင်အွယ်ကောင်းကောင်းယူထားတယ်လို့ပြောလို့ရပါတယ်။ဘာသာရှင်မင်းအောင်နိုင်တဲ့မိသားစုနေထိုင်ရာချမ်းဝင်းကြီးကိုတွားကြည့်။အဲသူရဲ့အင်ရှန်ဝိုင်းဘလောက်တိကျတယ်ဘလောက်အရင်ဆုံးတွေ့ရမှာကတော့ Mindful Tower တိုင်းကြီးပဲဖြစ်ပါ ။အော်ခြံဝိုင်းထဲမှာမိုင်တဲ့တာဝါတိုင်တော့ရှိတာပေါ့နော်။တခါတည်းပြီးလောက်တာပေါ့လောဝလိုင်းအားမကြအောင်လို့။ဟဲ့ဟုတ်ပါတယ်မေအောင်လိုင်းအောင်ဖုန်းလိုင်းတွေကိုတောင်ပါကိုပိုင်တိတန့်တာဝါတိုင်စိုက်ထားပြီးတော့ပေါ့အထူးအဲကိုပိုင်တာဝါတိုင်သူစိုက်ထားတာပေါ့နော်။တိတန့်အုံပြူနေတာပါ။သူ့တမီသားစုလုံးရှယ်ယာတွေပါဝင်ထားတဲ့မိုင်တဲ့ဖုန်းကုမ္ပဏီကပဲအစိုးပါဖုန်းတာဝါတိုင်ကိုဝန်ဆောင်မှုပေးထားတာ။ဟေးဘောဖြစ်ပါတယ်ဂျိုရုတပ်ပုံမှာတော့အစိုးပါဖုန်းတာဝါတိုင်းပေးအနီးနားမှာကိုပိုင်တိတန်လန်းတွေဖောက်ထားတာကိုတွေ့ရပြီ။အော် ိုက်တာဝါတိုင်းနားမှာပေါ့အဲ့ဒီလမ်းတွေကနေဆင်းဆင်းသွားလိုက်မယ်ဆိုရင်စိုင်းတော်ကြီးတလုံးနဲ့အရှမ်းအိမ်တလုံးကိုရောက်သွားမှာပေါ့ရေကန်ရေကူကန်အော်ချောင်းရင်းထဲမှာတော့ကိုပိုင်ရေကူကန်တွေတင်းနစ်ကွင်းတွေကိုထည့်သွင်းတိစောက်ထားဒီကုကန်ကြီးမှာပါနောက်ဘက်မှာတော့ရေကန်ကြီးတစ်ခုလည်းရှိနေပါသေးတယ်။ကျောတို့တာမန်လူတွေလက်လက်မမီနိုင်တဲ့စိန်ခံလူတွေဟုတ်ပွားဖို့မရောက်နိုင်တဲ့မိသားစုကပြည်သူ့ဗဏ္ဍာငွေတွေကိုအသုံးပြုပြီးခံတားနေကြတာလည်းဖြစ်ပါတယ်။မရောက်နိုင်တဲ့ထိုင်တဲ့အဆိုပါချမ်းမင်းကြီးဟာအေက30လောက်အထိကိုကျယ် ကာ30ဆိုတော့နင်းနိုင်ကြီးကားလို့ဟုတ်တော့သူနှစ်ပေးနောက်ကဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရဲ့စိုးဝင်းအနေနဲ့မှမင်းအောင်ခံရဲ့အကော်လိုနေနေနာနာတွေပေါ့ဒါဆိုလို့ရှိရင်နော်အချမ်းဝင်းကြီးနဲ့ရှင်းလိုက်မယ်ဆိုရင်အလုံးလုံးတိတ်နှုတ်သွားတာကိုတွေ့ရပါတယ်ဒါပေမဲ့ဟိုမှာဧကာ30ဆိုတော့ဒီသူတွေရဲ့မြစ်တာပြန်စုမှာကိုကြောက်တဲ့အတွက်ချမ်းဝင်းကြီးနဲ့ဆန်အင်ဂျော်ကြီးရဲ့လုံးလုံးအရင်ဆုံးမင်းရောက်နော်ဆိုရင်ကျေးဇူးတင်ပါတယ်ခင်ဗျဒါကတော့ပုံသွားတာနဲ့ကျွန်တော်လိုက်ကြည့်တာပါ